မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေကျွန်တော်ကိုရောမတို့တွေကျွန်တော် support ရဲ့ be supposed to okay အဲ့နှစ်ခုရဲ့ကိုပြတ်ချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။မတူဘူးနော်လုံးဝတူမနေပါဘူးနော်တို့နှစ်ခုကလေ။ Okay အရင်ဆုံးကျွန်တော်တို့ suppose ကျွန်တော် suppose ကကြတော့ဘယ်လိုနေရာမှာသုံးပြလဲဆိုလို့ရှိရင် तू ကလေတခုခုကိုမှန်ပါတယ်ဆိုပြီးတော့ဗောနော်အမှန်ဆိုပြီးတော့ तू ကထင်မြင်ယူဆတယ်။ကျွန်တော်စိတ်ကူးရင်လည်းပုံဖော်တယ် ထင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ကိုရိုမာတို့ကဒီ suppose ကိုသုံးပါတယ်ရှင်ဥပမာနေနဲ့ဆိုလို့ရှိရင် I suppose you will be late because of the traffic သူမဒီရင်ကြောတွေပိတ်လို့ပေါ့နော်လာတာနောက်ကျမယ်လို့ငါထင်တယ်တဲ့ Okay နောက်တစ်ခု let suppose to win the lottery what would you do မင်းထိပေါက်တယ်လို့မင်းစိတ်ကူးရင်ကြည့်ရအောင်အဲ့လိုဆိုလို့ရှိရင်မင်းဘာလုပ်မှာလဲတဲ့ Okay ဲ့လိုနေရာတွေမှာကျွန်တော်ကိုရိုမာတို့က suppose ကိုသုံးပါတယ်နော်နောက်တစ်ခုကျွန်တော် be supposed to ကျွန်တော်ဒီ be supposed to ကကျွန်တော်သူကကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်လေ expectations ကျွန်တော်မျှော်လင့်ချက်တွေလို့ now rules တွေတာဝန်ဝတ္တရားပေါ့နော်နောက်တစ်ခု significant တွေပေါ့နောက်တစ်ခုကျတော့ command belief ရေဘူးရဘုံပေါ့နော်တတ်မှတ်ချက်တွေပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ကိုရိုမာတို့ကဒီ be supposed to နဲ့ပြောတယ်ပေါ့နော်โอเคဥပမာနေနဲ့ဆိုလို့ရှိရင် students are supposed to submit their homework on time ကျောင်းသားတွေကသူတို့ရဲ့အင်ဇာကိုပေါ့နော်အချိန်မှန်တင်ကြမယ်လို့တော့မျှော်လင့်ရတာပဲတဲ့ဒါကြတော့ကျွန်တော်တို့ expectation ပြောမယ်ဆိုလို့ရှိရင်သူကမျှော်လင့်ချက်သဘောပြောတာဖြစ်သွားပြီ okay now ဥပမာနဲ့ဆိုလို့ရှိရင် you are not supposed to park here မင်းဒီနားမှာကားပါကထိုးလို့မရဘူးနော်တဲ့ဒါကြကျွန်တော်တို့ rule significant ဖြစ်သွားပြီ okay now ဥပမာနဲ့ဆိုလို့ရှိရင် this movie is supposed to be really funny ဒီစကားကလေတော်တော်လေးရည်ရမယ်လို့တော့ထင်ရတာပဲဒါမှဆိုလူအများစုကဒီစကားရည်ရတယ်လို့ပြောထားကြလို့ပေါ့နော်ဒါကြောင့် common belief ဖြစ်သွားတာပေါ့ okay နော်အဲ့တော့ကျွန်တော်ကိုရောမတို့ support ဆိုလို့ရှိရင် तू က verb တော့ကြာကျွန်တော် think ပြောမှဆိုလို့ထင်မြင်ယူဆထင်နေပေါ့နော်ငါထင်တယ်လို့ပြောချင်တယ်လို့စကူရင်တဲ့ပုံစံလေးလို့အမှန်တရားကိုလေထင်တယ်လို့ယူဆတယ်လို့အဲ့လိုပုံစံပြောချင်တယ်ဆိုလို့ရှိရင် suppose ကျွန်တော် be supposed to ကကြတော့ကျွန်တော်ကိုရမတို့သူကကြတော့ common belief တို့ now rules တို့ now expectation တို့အဲ့လိုမျိုးနေရာမှာကျတော့ကျွန်တော်ကိုရမတို့က be supposed to ကိုသုံးပါလိမ့်ရှင့်အားလုံးပဲရှင်းသွားပြီထင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်ရှင့်